မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိမ့်တိုက်ပွဲ update သတင်းကတော့သခိုင်းတိုင်းမော်လိုက်မြို့နယ်ထောသာကြီးရွာစစ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကသိမ့်ပိုက်ရရှိခဲ့ရာပြူစောတီခေါင်းဆောင်အပါအဝင်ပြူစောတီတွေနဲ့မိသားစုဝင်190ဦးကိုဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်နေ့ကသခိုင်းတိုင်းမော်လိုက်ခရိုင်မော်လိုက်မြို့နယ်မှာရှိတဲ့ပြူစောတီခေါင်းဆောင် အဲပန်ဦးစီးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအခြေချနေထိုင်တဲ့ထောသားရွာပြူစောတိစခန်းကိုမော်လိုက်ခရိုင်တရရဲ့နှစ်လေးနဲ့ဖောင်းပြေမြို့နယ်ပကဖပူပေါင်းအဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီထောသားရွာစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နေတဲ့အချိန်ချင်းရွှဲမြေချောင်းအတိုင်းစုံစင်းလာတဲ့ဖလက်ခွန်မြားပေါ်ကနေပြီးတော့စစ်ခွေးအင်အား130ခန်းနဲ့တောင်းအင်းရွာကစစ်အင်အား90ခန်းဟာစစ်ကူပေးရအတွက် အင်းတပေါင်းရွာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တော့လဲတော်လိုင်းတပ်ဖွဲ့ဝင်တွေကထောသားရွာကိုအောင်မြင်စွာနဲ့သိမ့်ပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအလောင်း၃လောင်းရရှိခဲ့ပြီးတော့ကိုအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြူစောတီခေါင်းဆောင်အဲပန်အပါဝင်ပြူစောတီတွေရဲ့မိသားစုဝင်190ဦးကိုလည်းဖမ်းဆီးရရှိခဲ့ပြီးတော့ပြူစောတီအဖွဲ့ဝင်20ခန်းဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါဗျ။စစ်စခန်းတွေကနေ60မမစိန်ပြောင်းနေ RPG အပါဝင်လက်နက်23လက်ခဲယံအချို့နဲ့ငွေသား350ကျော်ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာတရုတ်လေတပ်ကနေတက်လာတဲ့ YAK 130တိုက်လေယာဉ်ဒဇီးနဲ့ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ပြီးတော့စစ်သင်းမော်တွေဘော်ကလည်း drone နဲ့စစ်ကူဘုံကျဲတိုက်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာဒီကနေ့ဩဂတ်လ20ရက်နေ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့တင်အားဒဇီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗမောင်မှာဒီကနေ့နေ့လယ်တနာရီအချိန်လောက်ကစစ်ခွေးတွေရဲ့တင်ကားတစည်းကိုပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။မြို့ထဲမှာဖြစ်တဲ့တိုက်ပွဲမှာတင်ကားလက်ကျန်နှစ်စီးနဲ့လိုက်လံပြစ်ခတ်နေတာကြာပြီလို့ကချင်ရှေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ဟာမြို့သိမ်းစစ်စင်ရေးစတင်ခဲ့တဲ့အခု2025ခုနှစ်နေဆန်းပိုင်းကလေးကဗမောင်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်9003တက်လေးတင်ကားတက်ရင် အမှတ်9336တန်ချက်ကတိုက်ရင်များကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတန်ချက်ကကခွန်နစီးထက်မနှဲကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတန်ချက်ကကကိုသိမ်းပိုက်ထားနိုင်မှုကို KIA ကရခိုင်ကလေးကအတီးပြူထားပြီးဖြစ်ပါတယ် KIA ကထပ်မံပြီးတော့ဖြတ်စည်းလိုက်တယ်ဆိုတော့တင်ကားနဲ့ပတ်သက်ပြီးတော့တိကျအတီးပြုတ်လို့တော့မရသေးပါဘူးအခုတလောကဗမော်မျိုးရင်းမှာကျွန်တော်တို့တင်းထားတဲ့စခန်းတွေမရှိသလိုကျွန်တော်တို့ဆုတ်ခွာသွားတဲ့စခန်းတွေလည်းမရှိပါဘူးလိုင်းပေါ်မှာပြန့်နှံ့နေတဲ့ပုံတွေကပုံဟောင်းတွေပါအကုန် fake တွေပါလို့ဗိုလ်မှူးကြီးနော်ဘူးက ဗမော်မြို့မှာရှိတဲ့လက်ရှိစီရေးအခြေအနေပတ်သက်ပြီးတော့ဒီကနေ့ဩဂတ်လ20ရက်နေ့နေ့လယ်ပိုင်းမှာဖြေကြားထားပါတယ်အကြမ်းဖက်စစ်ခွေးတပ်ဟာဩဂတ်လဇန်ပိုင်းကစစ်သည်မော်များဗမော်မြို့ကိုစိုက်ကပ်လာပြီးတဲ့နောက်အမတ်27စစ်စီရေးကိုကဲမှုဌာနချုပ်စကခ27မှာစုပုံထားတဲ့လက်နက်ခဲယမ်းများကိုဗမော်မှာရှိတဲ့လက်ကြံတပ်စခန်းများမှာဖြန့်ဝေရန်စစ်ကြောင်းထိုးတိုက်ခိုက်နေရာ KIA နဲ့နှစ်ပတ်ကြာတိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတက်ခရိုင်ဖုတ်ဖရမြို့နယ်မှာနိုင်နိုင်ငံနယ်စပ်ဖြတ်ကျော်ပြီးတော့တရားမဝင်ခိုးထုတ်ရန်ပြင်ဆင်နေတဲ့ဒီဇယ်လီတာ6000နဲ့ကုန်တင်ကား6စီးကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်စ19ရက်နေ့ည7:00နာရီအချိန်မှာထိုင်းအာဏာပိုင်များပူးပေါင်းပြီးတော့စစ်ဆေးမှုပြုလုပ်နေတဲ့အချိန်ဒီဇယ်များတင်ဆောင်ထားတဲ့ကုန်တင်ကား6စီးကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ဆေးချက်များအရာဒီဇယ်များကိုတာပေါ်လင်ဇများနဲ့ဖုတ်အုပ်ထားခြင်းဖြစ်ပြီးတော့ကုန်တင်ရင်မောင်း6ဦးကိုဖုတ်ဖရမြို့နယ်ရဲစခန်းမှာထိမ့်သိမ်းစစ်ဆေးနေတယ်လို့သိရပါဗျ။ဖမ်းမိတဲ့သူများဟာအဲ့ဒီဒီဇယ်တွေကိုမြန်မာနိုင်ငံအတွင်းထဲကိုပို့ဆောင်မှဖြစ်ကြောင်းဝန်ခံခဲ့တယ်လို့ပြောပါတယ်။ ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုပို့ဆောင်မဲ့ဒီဇယ်စီစုစုပေါင်းဟာလီတာပေါင်း6000ရှိပြီးတော့ထိုင်းစစ်တပ်ကစီတွေကိုလည်းပြန်လဲသိမ်းဆီးကာဥပဒေနဲ့အညီဆက်လက်ပြီးတော့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ထိုင်းသတင်းများရဲ့ဖော်ပြချက်အရသိရပါတယ်။ဖမ်းဆီးခဲ့တဲ့သူများဟာအမည်ဖော်ပြချက်အရထိုင်းနာမည်များဖြစ်ပြီးတော့မြန်မာနိုင်ငံထဲကိုဘလို့မျိုးဒီဇယ်တွေကိုတည်ယူမယ်ဆိုတာကိုတော့ဖော်ပြထားခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကိုလာတဲ့အကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကအောင်လံမျိုးကိုလာမှာဖြစ်တဲ့အတွက်မင်းအောင်လှိုင်ရဲ့လုံခြုံရေးအတွက်ဆိုပြီးတော့စာတင်ချောင်းများအလုံးမှာစစ်ခွေးတပ်များကဝင်းရောက်တပ်ဆွဲထားပြီးတမျိုးလုံးမှာ drone jammer များနဲ့ drone gun များချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ20ရက်နေ့မှာအကြံဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ကအောင်လံမျိုးကိုလာရောက်ရန်ရှိတယ်လို့သိရပါဗါး။ဒါကြောင့်အောင်လံတမျိုးလုံးကိုပိတ်ဆို့စစ်ဆေးလုံခြုံရေးတွေတင်းကျပ်ထားတဲ့အပြင် အခြေခံပညာကျောင်းများအားလုံးမှာစိတ်ခွေးရဲခွေးများနဲ့ပြူခွေးတွေအားလုံးဝင်ရောက်ပြီးတော့တက်ဆွဲထားတယ်လို့သိရပါတယ်။အောင်လံမြို့အဝင်ဓမ္မပင်တာခွဂိတ်မှာစိတ်ခွေးရဲခွေးအများအများကိုချထားပြီးတော့အောင်လံမြို့ပေါ်မှာရှိတဲ့လမ်းတစ်ခုမှာစိတ်ခွေးအင်အားအနည်းဆုံး90နီးပါးချထားပြီးတော့လုံခြုံရေးယူထားတယ်လို့သိရပါတယ်။အောင်လံမြို့ပေါ်ကလမ်းတွေမြို့အဝင်ထွက်ဂိတ်တွေမှာတွေမဟုတ်ဘူးအောင်လံမြို့ပေါ်မှာရှိတဲ့မူလာရန်ကျောင်းအလယ်ရန်ကျောင်းနဲ့ထပ်တန်းကျောင်းတွေအားလုံးမှာလဲစစ်ကားတွေဝင်ရောက်ပြီးတော့တက်ဆွဲထားပါတယ်မြို့နေရာအနှံ့မှာလဲ drone နေနဲ့ဘုံကျဲခန်းမှာဆိုလို့ drone ဖြတ်ဆက်တွေအွန်လိုင်းမြို့ပေါ်နေရာတော်တော်များများမှာချထားတယ်လို့ဌာနဆိုင်ရာဝန်ထမ်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကအွန်လိုင်းမြို့တရော်ကုန်းရက်ကွာအောင်မြင်ရွှေဝါဘောလုံးဝင်ခမ်းမဆောင်မှာနန်းစီတန်ဝန်ထမ်းများမြို့မိမြို့ဖများနဲ့တွေ့ဆုံကရွေးကောက်ပွဲမှာမဲပေးကြရန်မင်းအွန်လိုင်းကိုယ်တိုင်စီယုံဟောပြောမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမင်းငယ်မြို့နယ်နဲ့ကဏီမြို့နယ်တို့မှာကြောက်စိမ်းများတင်ဆောင်လာတဲ့စစ်သည်မောအုပ်စုကိုရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂုတ်လ19ရက်နေ့မှာခန်းဒီမြို့နယ်ဘက်ကနေကြောက်စိမ်းများတင်ဆောင်လာတဲ့ရေရင်28စီးပါတဲ့စစ်သည်မောအုပ်စုကိုတော်လိုင်းတပ်ဖွဲ့များကမင်းငယ်မြို့နယ်နဲ့ကဏီမြို့နယ်ကြားမှာ တရခွန်မမရှော့တိုက်ဒုံးများနဲ့ရော့ကတ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ခွေးတပ်ဘက်ကထိခိုက်ဒေဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆက်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကခန်းနေမြို့နယ်ဘက်ကကြော်စိမ်းတွေကိုတင်ဆောင်လာပြီးတော့မော်လိုက်နဲ့ကလေးဝဘက်ကစုံလာတာပေါ့စစ်သည်မော့က28စီးပါတယ်စစ်ခွေးအင်အားအများပြပါတယ်လို့သိရပါတယ်။သခိုင်းတိုင်းအတွင်းကိုထိုးစစ်ဆင်ဖို့အင်အားပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်ပြန်လည်ခေါ်ဆောင်လာတဲ့သဘောပဲ။ စိတ်ခွေးသေးတဲ့စီးရင်ပျက်စီးတဲ့စီးရင်တော့မသိရသေးပါဘူးစိတ်ခွေးသင်းမောတွေကတော့ပျက်စီးနိုင်ပါတယ်မြုပ်သွားလောက်တဲ့အထိတော့မထိရောက်ခဲ့ဘူးကျွန်တော်တို့ပြစ်ခတ်တက်ခတ်ပြီးတော့ခွေးတွေဘက်မှာ0.5နဲ့ကိုပြန်ပြစ်လို့တန်းပြီးတော့ပြန်ဆုတ်လာခဲ့ရပါတယ်ချင်းရွှဲမြေကန်တလျှောက်ကကြေးရွာတွေအကုန်လုံးတိမ်းရှောင်နေရပါတယ်သူတို့နဲ့အကျိုးတူစီးပွားရေးကုမ္ပဏီတွေအတွားကြောက်စိမ့်တွေတဲလာတာကျွန်တော်တို့ကြားသိရသလောက်တော့ခန်းနီမျိုးဘက်ကကုမ္ပဏီ၃ခုလောက်ရဲ့ကြောက်စိမ့်တွေတင်ဆောင်လာတယ်လို့ကြားတယ်လူဝင်အားတွေလည်းပါလာတယ်အဲ့ဒီလိုတော့ကြားပါတယ်လို့မုံရွာခံပြည်သူကဝေးတက်မှာတော့တိုင်ရင်၃က တာဝန်ရှိသူကရှင်းပြထားပါတယ်။အလားတူပဲသခိုင်းတိုင်းအရာတော်မြို့နယ်ခမည့်ကျေးရွာကနေထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ခွေး၄ကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဩဂတ်လ17ရက်နေ့မွန်းလွဲတနအိကန့်အချိန်မှာအရာတော်မြို့နယ်ခမင်းကြီးရွာကနေထွက်လာတဲ့အင်အား84ဦးပါတဲ့စစ်ခွေးစစ်ကြောင်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကအသင်းဆောင်ချူတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေး၄ကောင်တိုက်ဆုံးကတက်ခွဲမှုလို့ယူဆရသူဗိုလ်ကြီးတအုပ်အပါအဝင်၉ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခိုင်တိုင်ရင်း76ဘလူးစစ်ကြောင်းနဲ့အတူမုံရွာခိုင် ပတ်ကပအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ Danger Force တိုင်နယ်ပကောက်ဖအင်အားစုများနဲ့ Local တပ်ပေါင်းစုများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်2ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပင်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်စစ်ပင်းရှောင်ပြည်သူအယောက်20ထက်မနည်းသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ20ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှအကြမ်းဖက်စစ်ခွေးတပ်ကနောင်ပင်ဇီဒီအနီးကိုလေကြောင်းကနေပြီးတော့နှစ်ချိန်ဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကလေးငယ်များအပါအဝင် ပြည်သူအယောက်20ထက်မနည်းထိခိုက်သေးဆုံးခဲ့ပြီးတော့ဒဏ်ရာရှိသူအရေအတွက်တွေပုံမို့ပြီးတော့များပြားနိုင်တယ်လို့သိရပါတယ်ပြည်သူတွေထိခိုက်သေးဆုံးမှုများပါတယ်သေဆုံးသူတွေထဲမှာနောင်ချိုဘက်ကစစ်ပင်းရှောင်လာတဲ့သူတွေလည်းပါတယ်ကျွန်တော်တို့သတင်းကြားရတာကတော့အ ਨੇ ဆုံးပြည်သူအယောက်20ထက်မနည်းထိခိုက်သေးဆုံးသွားတယ်လို့သိရပါတယ်အရေအတွက်အထိကျတော့အထိမပြုတ်နိုင်သေးဘူးထိခိုက်ဒဏ်ရာရတဲ့ပြည်သူအရေအတွက်ဒီထက်ပိုပြီးများနိုင်ပါတယ်လေရင်ကောလက်နဲ့ကြီးနဲ့ရောစစ်ခွေးတွေကပြစ်ခတ်နေတာလို့ဒေသခံတအုပ်ကအထူးပြုပြောဆိုထားပါတယ် လက်ရှိအချိန်မှာနောင်ပိန်ရွာမှာနေထိုင်တဲ့ပြည်သူအလုံးထွက်ပြေးတိမ်းရှောင်နေရပြီးတော့မြေပြင်မှာအကြမ်းဖက်စစ်ခွေးတပ်နဲ့တော်လိုင်းတပ်ဖွဲ့များအပြန်အလှန်ပစ်ခတ်နေကြတယ်လို့သိရပါဗါဒအကြမ်းဖက်စစ်တပ်ကဩဂတ်စ်လ16ရက်နေ့မှာနောင်ပိန်ရွာနဲ့တမိုင်ကန်သာကွာဝေးတဲ့ထမ်းမင်ကုန်းရွာကိုအင်အား800ခန့်ပါတဲ့စစ်ကြောင်းရောက်ရှိလာပြီးတဲ့နောက်လက်နက်ကြီးများနဲ့စတင်ပစ်ခတ်တိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတန်ပောက်ခေါင်းမြို့နယ်မှာရှိတဲ့ကျေးရွာနှစ်ရွာကိုအကြမ်းဖက်စစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်၄ထီးနဲ့ဘုံးဆက်နှလုံးကျဲချတိုက်ခတ်ခဲ့ခြင်းကြောင့်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၂ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်လ၁၉ရက်နေ့မနေ့၁၇နာရီ၁၅မိနစ်ခန့်အချိန်မှာ တဲကုံမျိုးဘက်ကနေတက်လာတဲ့အချမ်းဘတ်စစ်ခွေးတက်ရဲ့စက်တက်၄ ठी ၄စီးကပေါခေါင်းမျိုးနဲ့ကြောက်ပြင်သားရွာနဲ့ဖလံပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံဆက်နှလုံးကျဲချခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်ကြောက်ပြင်းသားရွာကတားဖဖြစ်သူအသက်38နှစ်အရွယ်ဦးသိန်းစော်နဲ့အသက်10နှစ်အရွယ်မောင်တပ်ပိုင်စော်တို့ပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိကတအူးဟာဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့သိရပါဗျ။ ဖလန်မင်းရွာမှာပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်တချို့ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။မနေ့ကမနေ့ပိုင်းကတဲကုန်းဘက်ကနေတက်လာတဲ့စက်တက်လေးထီး၄စီးကပေါက်ခေါင်းမြို့နယ်ကြော့ပြင်သာရွာနယ်ဖလန်မင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံဆက်နှလုံးကျဲချတိုက်ခိုက်ခဲ့တာကြော့ပြင်သာချီရွာကတားဖာနှစ်ဦးပွဲချင်းပြီးတိတ်ဆုံးပါတယ်။ပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိထားတယ်။တအူးကတော့ဒဏ်ရာအခြေအနေစိုးရိမ်ရတယ်လို့ဒေသခံပြည်သူတို့ကအတီးပြုတ်ပြောကြားထားပါဗျ။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်တိတ်ဆုံးသွားတဲ့တားဖာနှစ်ဦးရဲ့ရုပ်အလောင်းများကိုမနေ့ကညနေပိုင်းက တကြိုလိုက်ကြတယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ်လ15ရက်နေ့ကလည်းတဲကုန်းမြို့ဘက်ကနေတက်လာတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့စက်တက်လေထီနှစ်စီးကကျိန်ချောင်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပေါင်300ဘုံဒီလေးလုံးကျဲချတိုက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူ6ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရီသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းတ်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ